အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့စာရေးဆရာစိန်စိန်ရေးသားထားတဲ့ဖူးစာကံအကြောင်းရယ်ဆိုတဲ့ဝိတုဇလံကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာဝိတုလေးကိုနားမစင်ပါမှာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပေးကြပါဦးခင်ဗျာဘယ်တော့မှအမျိုးသမီးတူနဲ့မျက်နှာကြောမတက်ခဲ့တော့လှငွေတရာဘုံပြင်းစားကြီးမိမရသွားပြီဆိုတော့အခါကြားကြသမျှတော့အတိအမိတ်ဆွေပေါင်းမှာ အနေနဲ့အများ အံအားတင့်သွားကြသည်ကြီးဖြစ်၏သူเสียအရင်ဖြစ်သောဝင်တော်မင်းကတော်မူသူတို့ရဲ့ကြော်လောက်ငွေမိမရသားခြင်းအတွက်ဒီကောင်ဖူးစာမအေဘေးဖူးစာပါကွာဟုတအားရေမောပြီးမှတ်ချက်ချလေသည်သူအเจ้าမှာစိတ်ဝင်เสียအကောင်သားပင်သည်တစိတ်တော်တစိတ်ကလေးပြောစမ်းမအောင်တကြီးရဲ့ကျုပ်တောင်းပန်ပါတယ်ကျုပ်တောင်းပန်မနေနဲ့ခမရခမရပဲသွားပြောဩမပြောရဲလို့တောင်းပန်တာပေါ့တကြီးရဲ့ကက်เสียရမရှိကက်မနေစမ်းမနဲ့တော့ရှစ်ကြီးခိုးပါရဲ့ ဘာခုခုမပြောနိုင်ဘူးဗျာတခါလေခမရတို့ဟာဖြစ်ရှင်နိုင်ဖြစ်နေတဲ့ကိစ္စကိုသွားပြောလို့ဌာနပိုင်ကြီးကကြုတ်တောင်းအယူအောင်းမိလိုက်အောင်မယ်ဗမော်တပတ်အစ်စ်ကလေးကိုအစညင်ကြီးလေးကောက်ချိုးကခေါင်းမော်တင်က အဝက်နန်းနန်းနဲ့ပိန်ပိန်ပါပါအသားလက်လက်အတော်ကြီးတယောက်ကတစုံတစ်ခုသောကိစ္စအတွက်တကြီးမင်းအားကက်ရရဲ့ပူဇာလေးရဲ့ရှိသည်နှုတ်ခမ်းမွေးကကကရုံးပြောင်ပြောင်ဗိုက်ရွှဲရွှဲရှိသောတကြီးမင်းကသူ့ရုပ်ရည်နှင့်လိုက်ရောညီထွေစွာ စီရင်ထုံးထားသောမာစရာရိုက်ပစိုးရှားခေအောင်ခံအဖြူစင်းကွက်ကျဲကြီးကိုတမမဒင်းဆဲရင်မှညင်းဆန်မဲမှန်၏နေလေသည်သူတို့ပြောဆိုနေကြသည်မှာတကြီးမင်းအိမ်ပြဘက်ကခနဲ့ကျုပ်ကန်းတွင်ဖြစ်ရာအိမ်ပေါ်ကမ်းမှစင်းရီထိုင်နေသောဌာနပိုင်ကြီးကကောင်းစွာကြားနေရ၏တို့နှင့်ဘာပြောချင်တာလဲတကြီးမင်းဟုလမ်းမေးလိုက်လေသည်ဟာကျွန်တော်မပြောပါဘူးခင်ဗျာဒီတော်ကြီးအလကားလာရှုပ်နေတာတကြီးမင်းကဤသို့တိုင်တန်းလိုက်သည်တွင် မိမကြီးကကြောက်အားမှုလျက်ပြူတူပြတာကြပြကြရာဖြစ်သွားရှာလေတော့သည်။အော်အင်းမကိစ္စလဲတော်ကြီး။ဒေါ်ကြီးရဲ့အရေးကိုကြည့်ရင်ဌာနပိုင်ကြီးကဓာတ်ရိုက်မေးလိုက်သည်တွင်က အတော်ကြီးပိုရေးအိမ်ကြီးပြတ်သွားရှာလေသည်။မျက်နာပြက်ပြက်နှစ်ပင်ယခုချက်ချင်းထွက်ပြေးတော်မီဟန်မျိုးပင်ပေါက်လာသည်။သို့တော်သူဤတို့ထွက်ပြေးနိုင်တော့သောသတိမျိုးလည်းရှိရမတူသူကြည့်ရသည်မှာမျက်စိကလေးပြာကလက်ပြာကလက်နှင့်ရုပ်ရှင်တွေကလွန်မင်းကြီးတယောက်၏ over item မျိုးသဘောမျိုးနဲ့တူလေသည်အလိုက်ထိုက်ကြည့်နေသောဌာနပိုင်းကြီးမှာရေချင်စိတ်ကိုချုပ်ထိကပြောရုံများပြောရင်းဖော်ဖော်ရှိရှိပြောရလေသည်ကဲလာရတော်ကြီးဒီပေါ်လာပြီးခမားပြောရင်တာပြောစမ်းပါကျုပ်လည်းအမှုကိစ္စလေးမကန်ခင် ပြင်းနေတာနဲ့စကားပြောမဲ့သူမျောနေတာအစင်းနေမဲဌာနပိုင်းကြီးကဂရီပါနာကွတ်ထားသောတင်းပြကြောပေါ်တွင်တင်မေခွန်ထိုင်ပြီးတင်မေခွေပေါ်တွင်ခေါင်းကလေးတစ်လုံးတင်ကတရောင်လေးထောက်၍ ထိုင်ရမခေါင်းကြီးဘက်သို့အနှဲငယ်ရွှေ့တိုးပြီးနေရာပေးလိုက်သည်သည်ဒုတိုင်အောင်ဒေါ်ကြီးကနေရာမမရှိသေးကဲခမည်းကဘလို့လဲခေါ်တော့လေသွားတာမဟုတ်ဘူးတကြီးကစိတ်မရှိသဖြင့်ဝင်ပြောတော့မှသာအဒေါ်ကြီးဒီမရေတည်းရဲ့တက်လုတ်လုတ်တိုးရည်လျာပြီးဌာနပိုင်ကြီးရှိတဲ့ကျမ်းပြေပေါ်၌ကျုံ့ယုံယုံလေးထိုင်ချလိုက်လေသည်ဆိုတော့မအောင်ဘသူနဲ့မတင်မတင်ဖြစ်လာတာလေအိမ်ကအဘိုးကြီးကပဲနှိမ့်ဆက်သလားတရားဝင်နဲ့အကျုံးမဝင်တော့ဆွေမျိုးမိတ်ဆွေလိုသဘောထားပြီးနားထောင်ရတာပေါ့ဗျာ မမဟုတ်ပါဘူးဌာနပိုင်ကြီးရဲ့ကျမသားဆုံးမပေးစေချင်တာပါ။အော်အော်အတော်ကြီးသားကဘယ်ရမှာရှိတယ်လဲ။တော်တော်ဆိုးသလားအစောအမမခံလို့လား။ဘယ်ငယ်တော့မလဲ။အသက်က20ကျော်လာပြီ။ဆိုးတာလည်းမပြောနဲ့သူ့အဖေမရှိတဲ့နောက်ကျမစကားကိုလည်းဘယ်တော့မှနားမထောင်တဲ့အပြင်အမျိုးမျိုးစိတ်မချမ်းသာအောင် လုပ်နေတာပဲ။အင်းအဖေမရှိရှာပဲကို။ကောင်းပြီလေ။ဘယ်လိုဆုံးမမယ်ဆိုတာချင့်ချင်ရအောင်သူ့ဆိုးပုံဆိုးနည်းလေးပြောပြစမ်းပါဦး။ဌာနမှန်ကြီးကြီး လိုက်လိုက်ရောရောပင် ပြောဆိုမေးမြန်းနေဤသို့တော်တော်ကြီးမှမူအတန်ကြာမှငြိမ်ကုတ်ပြီးမှနှုတ်ဆက်နေတော့လေသည်ဌာနပိုင်ကြီးသည်အင်ဂျီအိတ်ကဲထဲမှ secret ဘူးကိုထုတ်ယူပါ secret တကိတ်ကိုကြီးဖွာရင်းနေပင်စကားဆက်၍စောင့်နေရာနီးတွင်လာထိုင်တော့တကြီးကိုလမ်းမေးလိုက်သည်တကြီးကအရေးကဲသည့်စွာပြုလျက်ဝင်ပြောလိုက်ရလေသည်သူသားအကြောင်းကပြောစရာများလုံးနေတာဘာကစပြောရမှမသိဘူးဖြစ်နေရန်တူသည်ကျွန်တော်တိတက်တော့ကတော့ဒီကောင်သူ့အဖေသေးသွားပြီတဲ့နော် အမေတယောက်ကိုကောင်းကောင်းမွန်မွန်လုပ်မကြွေးတဲ့အပြင်အမွေခဏခဏတောင်းတဲ့။တကြီးစကားဆုံးနေဟုတ်လားဗျာဒေါ်ကြီး။ဌာနအုပ်မင်းကြီးကလိုင်းအော်ပြီးမြေလိုက်ရာဒေါ်ကြီးမျက်လွာအနှဲငယ်ပင့်ကြည့်ကခေါင်းကြီးလိုက်သည်။အမွေကတော်တော်များများကြံခဲ့သလား။ဌာနပိုင်ကြီးကဆက်မေးလိုက်သည်။မများပါဘူးဗျာနွားကလေးတရှင်ကြံခဲ့တာ။တကောင်ကိုသူ့ပိုင်တယ်ဆိုပြီးအတင်းဆွဲပြီးအမဲသားပေါ်ပြစ်တယ်။အဲ့ဒီကရတဲ့ပက်ဆန်ကလေးသူ့အလူသုံးပြုံပြစ်လို့ကုန်တာပဲ။တော်တော်ဆိုးသားပဲ။ ဒါကိုကျွန်တော်ကဘာလို့ပေးစီခြင်းလဲထောင်ချပေးရမလားဌာနပိုင်ကြီးကစုံများပင်သက်ကညီထွာတာပြောရင်းမှအတော်ကြီးကိုစိတ်ဆန်းစလို့မေးလိုက်သည်ဟင်းဟင်းအဲ့ဒီလောက်ထိလည်းမလုပ်ပါနဲ့ဌာနပိုင်ကြီးရဲ့ကျမသားကအမေပေါ်ဆိုတာတခြားသူတွေပေါ်အလွန်ကောင်းတယ်ရွာမှာတာရေးနာရေးဆိုသူမပါပြီးတာမှမဟုတ်တာတရောလဲထိုးတတ်ပါလေတချင်းများများဆိုရင်လဲအတန်ဝါကြီးနဲ့ဟော်ရီကတကြီးအသည့်ပါဒါကိုစုံမစီလို့သည်ဆိုတော့မိခင်ကဒါဘက်မှာပြပြတလဲကာဝယ်ပြီးတော့အခါ ဌာနပိုင်ကြီးသည်ပြုံး၍နေမိသည်မိခင်တယောက်၏မေတ္တာသဘောပေါက်မိသောစိတ်ကြောင့်လည်းရင်ထဲတွင်ကြည်ညူးရှင်ပြလာသည်ဟောဟောပြောရင်ဆိုရင်အသက်ရှည်ဦးမယ်လှန်ွေလှန်ွေဒုက္ခနာတကြီးကအင်ပဝါစီလမ်းမြောက်ကြည့်ရင်ပြောလိုက်သည်ပြို့အမေခတ်ဆူးဆူးအော်ရိုက်လိုက်တော့လူရယ်တယောက်၏အတန်ကိုလည်းဆက်လိုက်ပြန်ကြားရသည် ခေါ်လိုက်ပြသည်ကြီးမင်းဌာနပိုင်မင်းကခိုင်းလိုက်လေသည်အဲ့ကောင်လှန်ွေခဏဝင်အောင်ကွာတကြီးကလမ်းခေါ်လိုက်လေသည်ပေါပလင်နီညိုရှစ်လက်ရှိ ခြေချမ်းပစိုးနဲ့မျက်နှာထားတည်တည်မှန်မှန်ရှိသောလူရဲတယောက်သည်ခအေးအေးအမူအရာနဲ့ပင်ဝင်လာသည်သူ့ရုပ်မှာမခေလအသားလက်လက်ရံမောင်းကောင်းကောင်းမျက်နှာတည်တည်နှာရံပေါ်ပေါ်ရှိသည်မျက်လုံးအနှဲငယ်ကျဉ်ပုံရသည်မျက်ရည်တည်နေပုံကတရုတ်ဆန်၏နှုတ်ခမ်းလည်းအနှဲငယ်ထူသည်ဌာနပိုင်ကြီးကလှငွေ၏ဥပဒေရုပ်ကိုအကဲခဲကြည့်ရှုနေစေတဲ့လှငွေကစကားဆက်လိုက်၏သူကပေါင်းကြီးရှိလူများကိုအနှဲငယ်မှဂရုစိုက်ပုံများဘိုင်းချက်ထားလိုက်အမေကျုပ်ထမင်းစားလာပြီဘာမှမချက်ဘူးစိတ်ပြုံလျံတူတော့သူ့အမိကလည်း ခက်ဆက်ဆက်ပင်អងងាយလိုက်သည်ဟိဟိဘာမှမကျဲလဲအမိန်ငတ်မှာပဲသူကစားဖို့တော့မဘူးလောင်ဝေကအပေါ်ပိုင်းကျဲသည်မတက်ထားတဲ့ပြည်အသားများပေါ်သောရင်ဘက်ကြားသို့လက်ရှို၌ရမှသူ့လက်တွင် စာကလေးအသေးကောင်၃កောင်ပါလာသည်လက်ခုပ်ထဲတွင်ထိုစာကလေးများကိုသူ့အမိရှိသူထိုးပြလိုက်ပြီးဒါကြော်စားရင်ကြုတ်တယောက်စာရသေးပဲဟုဆက်လိုက်လေသည်ဟဲ့ကောင်မင်းကဒီလောက်ပဲသိသလားမင်းအမိကားပြည့်မင်းကိုပြောမနိုင်စုံမနိုင်ဆုံးမပေးပါလို့ဟောဒီဌာနပိုင်းကြီးကိုလားတိုက်နေတာသိရလား တကြီးကခက်ထထန်ဝင်ပြလိုက်သည်လူငယ်ကပန်းနှစ်ဖက်အရေးအစင်းထင်လာအောင်မဲ့ပြစ်လိုက်သည်ပြီးတော့သူ့အမေကိုခက်ဆူးဆူးကြည့်ရင်မေးဒီမှာမေးကြုတ်ကိုအမေမွေးထားတာဆုံးမစရာရှိရင်အမေဆုံးမပါလားရိုက်ချင်ရိုက်တက်ချင်တဲ့အမေတဘောတီးပြင်ဘာမှမဆိုင်တဲ့လူတွေဘာဝက်လုပ်ပြီးဆုံးမခိုင်းရတာလဲရင်ကြုတ်နယ်ဘာဆိုင်လဲဌာနပိုင်ကြီးကဒီကောင်ဟာဘယ်လိုတတိနဲ့အမျိုးစားလဲသူ့အဆန်းစားဘယ်လောက်ထိထွက်လာမလဲဟုတော့စူးစမ်းစိတ်ဖြင့်လှန့်ဝေကိုငေးကြည့်သည်တကြီးမင်းကတော့စိတ်မရှိနိုင်ဟန်ဖြင့်ဟဲ့ကော တစိမ့်ရှိရင်မင်းဒီအမေကိုနိုင်နိုင်တာညှင်းဆဲဖို့ပဲတက်တလားယင်ပြောရင်းဆိုရင်းမှာပဲမင်းကမလွန်လာဘူးလားကဝင်ပြောလိုက်လေသည်တော်ကြီးကလည်းဟုတ်တယ်တော်ပြောဆိုနေတဲ့အထက်ကများဆောင်ကြီးအောင်ကြီးပြောဆိုကတကြီးကိုထောက်ခံလိုက်လေသည်နှံ့ငွေခေါင်းတစက်စက်ညိမ့်ကမဲ့ပြုံးပြုံးလျက်သူ့အမေနဲ့တကြီးကိုပြန်စီပြန်ကြည့်နေသည်စကားဆိုတာကိုလိုချင်တာကိုတလုံးချင်းကောက်ပြောရတာမဟုတ်ဘူးဗျအကျိုးနဲ့အကြောင်းနဲ့ဆက်ဆက်ပြီးတော့လေကြည့်တဲ့ရသေးတယ်အခုဆို လှန့်ဝေဆိုတဲ့အကောင်ကအမေစီကနွားကလေးတကောင်ကိုအစ်တမွေတောင်းနေအမဲပေါ်ပြစ်တယ်၊သုံးဖြုံပြစ်တယ်ဆိုတဲ့ဌာနပိုင်ကြီးကိုပြောပြီးရောပေါ့လေဟုတ်လား။စကားအဆုံးတွင်လှန့်ဝေသည်ဌာနပိုင်မေကြီးသတို့မျက်နှာလှည့်လာသည်ဟုတ်တယ်သူတို့ကမင်းကိုဒီအကြောင်းတိုင်ပြောပြီးတာပဲဌာနပိုင်ကြီးကပြောလိုက်လေသည်လှန့်ဝေကသူတို့ပြောတာမှန်တယ်ကျုပ်မငင်းလို့ဒါပေမဲ့ဘယ်လိုအခြေအနေကြောင့်ဒီလိုဖြစ်တယ်ရတယ်ဆိုတာလှန့်ဝေဆိုတာဘယ်လိုအကောင်မျိုးလဲဆိုတာထဲ့သွင်းတက်ချက်ကြည့်ဖို့ပြောချင်တာပါကြည့်လေသေနာ အဲ့ဒါလို့စင်ကြီးလက်ချီတွေလေရောရှိတာကြောင့်နေနဲ့စကားပြောလို့မဖြစ်တာမဖြစ်ရင်မပြောနဲ့ဗျာကျွန်တော်လည်းအမေကိုမပြောချင်ဘူးတစ်ဖက်သက်စကားများတာကြားတဲ့ဌာနပိုင်ကြီးကနှစ်ဖက်စလုံးရဲ့စကားကိုနားထောင်ပြီးဆုံးမခြင်းတယ်လို့ဆုံးမနိုင်အောင်ပြောရမှာပဲဒီရင်သူ့အမေကြီးမျက်စောက်မှာလှောင်ွေရအတုံးလိုက်အတစ်လိုက်မှန်တက်စီမီလောက်ဖြစ်သွားလေသည်ဒကြီးမကြီးမျက်နှာမှာလည်းရဲတက်လာသည်မင်းကလူကြီးသူကြီးတယောက်နဲ့မင်းနဲ့စကားဖက်လို့ပြီးပြောစရာအောက်မိနေသလားဟိဒီလောက်တောင်ရိုင်းဆိုင်သလားကွာဟု ခက်တဲ့အောင်ငေါင်းပြတတ်သည်။အော်ဒီလိုဆိုအမေတို့ဦးလေးတို့ကသာကျွန်တော်ဘောတစ်ဖက်သက်နိုင်ယူကြတာရင်ကျေးနေတာပေါ့ကျွန်တော်သွားပါမယ်။လူရည်ဒီမကြည်မချမ်းနေပြောဆိုကဇက်လည်းထသွားတော့လေကြောင်းဟုတ်သားပဲကြီးကသူပြောချင်တာပြောပါစေ။ဟဲ့သူငယ်လောင်းကွာလာဆန်းတခဏအတွင်းမှာချံပွားဝတ်သူရောက်ရှိသွားတော့လန့်ငွေရဌာနပိုင်ကြီးကအိမ်ပြင်ကထွက်တည်အထိလှမ်းခေါ်လိုက်လေသည်။လန့်ငွေသည်တုံးကလေးရက်သွားသည်။စင်စင်စသာအနေမျိုးဖြင့်ပြန်ကြည့်လိုက်သည်လိုလိုချင်းချင်းခေါ်ပုံရသော ဌာနပိုင်ကြီးအမူအရာကိုတွေ့ရတော့မှခက်ဖြစ်ပြီးပြန်လျှောက်လာပြီးတကြီးမင်းကတော့အရင်ပေါ်စင်တို့လောင်ဝေထိုင်မိသည်ဆိုလျင်မနစ်မြိုသောမျက်နှာထားဖြင့်ထထသားလေသည်သူသည်အလုံးမရှိအလုံးရှာကနိုင်ရန်ကတ်ထားသောအုံဒီပြည့်စီအယိုးကိုဆွဲယူသွားပြီးရေပေါ်မှာတရှိရှက်လဲနေသည်လောင်ဝေ၏အမေလောက်သူကလည်းထွက်သွားမိတိုင်မျက်နှာမှာလည်းစူအောင်းအောင်းနေပင်ကဲမင်းပြောချင်တာပြောစမ်းပါဦးဌာနပိုင်ကြီးကစကားဆပိတ်လဲလေသည်လောင်ဝေကခေါင်းငုတ်ထန်လျက်မှဟုတ်ကဲ့ရှိရှိဝီးဝီးတော့ပြောရမှာရှိဘူး ပမနာပြုပြီးစကားရထားသည်ခဏနေမှဌာနပိုင်ကြီးအကြည်ချင်းဆိုရင်မော့ကြည့်ရင်စကားဆက်လေသည်ကျွန်တော်တော့သားပါအသက်လည်း၂၀ကျော်နေရှိလာပြီဒါပေမဲ့တော်လို့ဆိုလို့ဘာမှမလုပ်တတ်ခဲ့ဘူးအဲ့ဒါကြောင့်လဲဘာတစ်ခုမှမခမ်းရက်မစီရက်ပဲထားခဲ့ကြတဲ့အမေတို့ကြောင့်ပဲအေးမခမ်းရက်မစီရက်ပဲနဲ့နင်အခုပြစ်ပြောပြီးမဟုတ်လားဒေါ်စမလှောင်ငွေရဲ့နင်လဲမြင်မြန်သေးမှငါလဲမြင်မြန်သေးမှအေးမှာပါလှောင်ငွေအမေသည်လှောင်ငွေစကားကိုကြားဝင်ရေးပြောရာစောစောကဘေးမှာခြားထားသော ဗမောက်တပတ်လေးကိုအခောက်လိုက်ကောက်ယူပြီးခေါင်းမော်တင်ကတွားဟန်ပြင်လိုက်ရင်မှကျမတော်ဆုံးခံလာကန်ဤဆွန်းလောက်ဖို့ပြောင်းအောင်မဟုဌာနပိုင်ကြီးတန်ခွင့်ပန်းတယ်လို့ခတူတူပြောလိုက်သည်ဌာနပိုင်ကြီးကကောင်းပြီလေပြန်ပါပြန်ပါကျွန်တော်ကြည့်ပြောလိုက်ပါမယ်ဖော်ပွဲရေးရေးပြောလိုက်သည်လောက်ငွေမှာထွက်သားတော်သူ့အမေဟာမျက်နှာတက်ကလေးဖြင့်ငေးကြံခဲ့ရမှာတက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်သည်တောင်းအောင်လောက်နေမှာအပြုံးရဲရဲအာပြူပြုံးလေးနဲ့ဌာနပိုင်ကြီးဘက်သို့လှဲ့လာသည် အမေနဲ့ကျွန်တော်ကတော့ဒီအကြောင်းကိုပြောလိုက်တိုင်းစိတ်ရွမ်းကွဲကရောက်ခစားဖြစ်ရတာပြီးအစတုန်းကကျွန်တော်ဘာမှမလုပ်ရအောင်အမေရောအဖေပါအလိုတူအလိုတာထားလာကြတာအခုအဖေသေးတော့မှအမေကပြုံးစားကြီးအလုံးမလုံးတရကောင်းလားဆိုတော့ကျွန်တော်ဘာလို့တက်တော့မှလဲရက်ထဲရတဲ့လူတွေကလည်းဘောကျော်သမားဆိုပြီးကျွန်တော်ကိုအစရဲကစပင်မွေးဆူးနေကြတာအမှန်တော့အမေတို့ဘေရင်ယုံတက်တာကိုမှားနေတာဘေရင်ဘေရင်ဘလို့ပတ်သက်တယ်လေကြားတော့ကြားပြီဗျာကျွန်တော်မွေးစားကအဖေအမေကကျွန်တော်ပါကြီးဟောခဲ့တဲ့ဘေရင်ပေါ့ ကဲဆိုစမ်းပါဦးကျွန်တော်ဇာတာတိတ်ကောင်းတဲ့မင်းပေါ့ဆိုးဝင်ဖြစ်လာမှာတဲ့မတော်တဆအထိအကပ်အညီဆုံးမဖြစ်ရအောင်အထူးစောင့်ရှောက်မွေးရမယ်ဆိုတာပဲဒါကိုအမေရောဖေပါချွင်းချက်မရှိယုံကြည်တော့လုံးစရာရှိမြသူတို့သာကြုံလို့ကြတယ်ကျွန်တော်ကဘာမှမခံဘူးတခါတလေကျွန်တော်စိတ်နဲ့ကျွန်တော်လောက်ခဲ့ရင်တော့ခုမပြုတ်ပဲဘူးဒီလိုအလို့မခိုင်းတော့ high school လေး math trick လေး BA လေးများတင်ပေးရင်လည်းအဟုတ်သားခုတော့ရွာဦးเจ้าမှာထားတာတော့ဘုန်းကြီးကအကျဉ်းရိုက်တယ် ဆုံးခံရတာနေလောင်နေအသားမဲကုန်မဲပြည့်ကြီးအောင်ရုံမဲတင်ခဲ့ရတယ်။နှောင့်ွေသည်စိတ်ပါဝင်စားတာပြောဆိုနေရင်ကဲ့သို့ပင်ဌာနပိုင်ကြီးကလည်းစိတ်ပါဝင်စားတာနားထောင်နေပြီးမှပြုံးပြုံးကြီးလုံးနေလေသည်။ဟောမုန်းနှောင်းကတော့အဖေသေးသွားပါရော့။အမေကဒီတော့မှငါ့မှာအားကိုးစရာအားထားမရှိတော့ဘူး။ဒီသားတကောင်ကလည်းအလုတ်ကိုဖြစ်မြောက်အောင်မလုပ်တတ်ဘူးရဲ့လို့ကျွန်တော်ပေါ်ဒူးဒူးဒူးဖြစ်လာတော့တာပဲ။ဘယ်ဘူဘူးအောင်ကမှလည်းတောင်မွေးတစ်ချောင်းလာပေးတာမဟုတ်ဘူး။ကျွန်တော်ဘာလုပ်တတ်မှလဲဗျ။ ဒါနဲ့အမေစီကိုအမွေတောင်းရောလားမဟုတ်သေးဘူးခင်ဗျအစီအစဉ်အတိုင်းကဒီလိုပါကျွန်တော်အနေနဲ့အရင်ဒီလေးရှိရင်လဲတတခုခုကြံဖန်လုံရင်းမိုးဆိုးဆိုင်တင်စလို့အလောက်ကတင်ပြီးဟန်ကြပန်ကြဖြစ်လာကောင်းရဲ့ဆိုပြီးအရင်ဒီကိုသာကျွန်တော်အရင်တောင်းတာပါဒါကိုအမေကလွယ်လွယ်ကူကူထုတ်မပေးဘူးငွေရရင်ဘာလို့မှလဲကြီးမေးနေတာကျွန်တော်ကလည်းဒါမပြောနိုင်ဘူးငွေရမှကြည့်လို့ရမှာပဲပြောတာဒီလိုနဲ့နေ့ရက်ကြာပြန်တော့လေဒီကောင်ဘာမှလုပ်ဖို့မရဘူး စားဖို့သာတက်တယ်ဆိုတဲ့ကာထာကိုအမေကပြန်ရွတ်တော့တာပဲဒီလိုပြောတယ်လေကျွန်တော်ကမခံချင်ဘူးလေဘာမှအကြံဖန်မရဘူးလှုပ်မရ၊ကင်မရကြီးနေပဲအတလွတ်ပြောခံနေရတော့ဘယ်ကောင်းမလဲဒါနဲ့ဖြစ်တဲ့နည်းနဲ့အရင်နေ့ရှာမှာပဲဆိုပြီးတောင်းတာအမေကမပေးပဲအတင်းဆွဲယူတာပေါ့နောက်ပြီးရွာနီးချုပ်ဆက်မှာလေရောင်းပါတယ်အမေဘလို့လို့ပြီးပြိပင်ထားတယ်သတင်းလင်ထားတယ်လည်းမသိဘူးနွားကိုဝယ်မဲ့သူဘယ်သူမှမရှိဘူးဖြစ်နေတာကျွန်တော်အဖော်၄-၅ယောက်ကမင်းသဘောမတူရင်မျက်နှာလွှဲနေ ငါတို့ငွေဖြစ်အောင်ကြည်လွတ်လိုက်မယ်ဆိုပြီးလုတ်ပေးကြတာအမဲသားဘူးဘားတော်ကောင်တန်ဖို့တော့အပြစ်ဝမရဘူးပေါ့ဗျာအင်းပေါ့လေဘာဆက်လုပ်ရတယ်လဲဌာနပိုင်ကြီးကစိတ်ရှိလက်ရှိနားထောင်ရုံမြောင်းကအချိုးသောနေရာတွင်ခွန်တောက်လိုက်နေပေးသေးသည်လှံ့ွေကလည်းသူ့လုတ်ခတ်သမ ्या ကိုလုံးစိတ်ပစိတ်ပြောပြလေသည်သူ့အပြောအရလက်ထဲသို့ငွေကလေးအသင့်အတင့်ရောက်လာသည့်အချိန်မလုပ်ရမီကိုရုတ်တရက်အဆုံးဖြတ်နိုင်သည်ဟုဆိုသည်တို့နှင့်လက်ထဲကငွေကြာကြာထားလျင်အသုံးလေကတတိတတိနှင့်ပျောက်သွားမည်ကိုစိုးသောကြောင့် လောလောဆယ်အကျန်စီ မတည့်သေးမီအတွင်ခွေးလက်ဘက်လက်စွပ်ကလေးတစ်ကွင်းလှုပ်ထားလိုက်တာဒါကိုသူဤရွယ်ရင်းအကျန်စီအကင်းမပါမြေစားမိနေတော့သူ့အမေကနွားတက်ပြီးရှေဝယ်သည့်အထိမိုက်တွဲနေရကောင်းလားဟု၍လူတကာလည်ပြောသည်သူကလည်းမပြီးခင်မြမမမြင်စေနဲ့ဆိုလာပြီးအကျန်စီမပြီးမြောက်မီအတွင်သူတိတ်တဲ့တော့ပညာရှင်ကြီးများ၏ထုံးကိုနှလုံးမူပါပြောသည်များဆိုသည်များကိုတက်နိုင်သလောက်တဲခံပြီးနေလာရလေသည်ယောက်ျားတို့လုံလာ တေကာမလျှော့မိဆိုသောစကားအရာစိတ်ထဲကအကြံစီကိုဘယ်တော့ကမှမလျှော့ခဲ့တို့နဲ့ဆဲခန့်ကြတော့အခါမိမိမတောက်တခေါက်တက်ထားသောတရော့ကိုပိုင်ပိုင်နိုင်နိုင်ကြီးကျင့်ရလျင်ကောင်းပြီဒီအလုံးနဲ့နာမည်ကျော်လာတော့အခါရန်ကုန်တက်ပြီးရေရိုထဲမှာအတန်လွင့်ရသည့်အထိတိုးတက်လာလိမ့်မည်တပြားများတွင်ရလျင်လည်းအလူမင်္ဂလာမဆောင်မအစအတုပအစုံဒေါ်စပီကာကြီးတွေနဲ့အရက်တကာလှဲ့လေဖွင့်ကြသည့်အထဲမိမိတပြားပါလာပြီး နာမည်ကုံသတင်းမှာမလို့ချင်းစုံကြော်သောမီပတ်စံဆိုတာလဲပြစ်လက်စခတ်ရားလိမ်မြူတွေးကခွေးပက်လက်စလုံးကိုရောင်း၍တရော့တလက်ဝဲလိုက်သည်လက်ဦးတော်ရွာတဲ့တွင်တီဝိုင်းမှာတွင်အဆိုရောအတီးပါကျင်သားရအောင်ကျင့်နေရသေးသည်နေစဉ်မမှန်တလလောက်လေးကျင့်ပြီးသောအခါမြို့သူတက်သွားသည်သို့သောသွေးကြီးမွေးကြီးနိုင်လာသောမြို့သူမြို့သားများမှမိမိအမှုပညာကိုမြည်သူမြောက်ကြီးဆိုင်ဖို့များကြီးဤတွင်တော်တော်တချက်ကအတိတ်ပဲကောက်တက်လေရှိသောအမေသည်အဖေသေးတာဘယ်တော့မှမကြသေးဘူး လက်စွပ်ဝေးပြီးဟန်ရေးပြတာနဲ့ဒီယောဂလီတကြည်ကြည်လက်ရလက်ရလောက်ရတာနဲ့ပျော်နိုင်ပါတော့၏သမင်းတလုတ်စားရဖို့အတွက်အမေတယောက်ဘလောက်ပူရတယ်ဆိုတာစိတ်ကူးတဲ့တောင်ထဲ့မတွက်ဘူးစသည်ဖြင့်သူဤထာဝစဉ်စူချင်းပူချင်းကိုအမုန်းတင်စရာရလာပြန်လေသည်သူ့အတွက်စိတ်ပြည့်ကြီးပြတ်လာကတယောကိုရောင်းပြစ်လိုက်ပြန်၏ဒီတခါစူးလွယ်နဲ့လည်းတော့အယမြန်တော့အလုတ်ကူတာလုတ်တော်မြူစိတ်ပိုင်းဖြတ်မိတော့ကြောင့်စပင်ညက်ကရိယာတစုံကိုဝယ်ယူလိုက်လေသည် ေရင်သူကိုယ်သူသူကိုပြောသည်မဟုတ်သူညံကလည်းအထက်သားပင်ဖြစ်လေသည်လှန့်ွေကဆိုသည်ပထမဦးစွာရာတတ်တဲ့ကလေး၃၄ယောက်ကိုမုံဝဲကြွေးပြီးချုံမော်စမ်းသက်လိုက်လျင်ပင်စပင်ညက်သည့်အတက်ပညာကိုသူအတော်ကျွမ်းကျင်လာသည်ထိုအခါစီအကျွင်းကြံဂျောဘော့၏တလုံးထဲတွင်စပင်ညက်ကရိယာတွေကိုထဲ့ကနှစ်ဖူးကချွေမကြလောက်သည့်အထိရွာစဉ်လျှောက်၏တို့ရတဲ့ရွာငယ်ဇနဘုတ်များဖြစ်ကြသည်မို့အလောက်ကတိတ်မတွင်ကျဲဒီအပေါ်တွင်ငွေစကြေးစာလည်းတိတ်မထွက်ကြထို့ကြောင့်သူသည်ဘွားသူများ တက်တာစီသူလည်းအလုတ်ရစေခြင်းကသူဤစပင်ညက်ခအတွက်စံအုံပြီးဘဲဥမြေပဲစသည့်ရတရရာဖြင့်ညက်ပေးသည် သို့တော်လည်းသူကပင်ပန်းခံအလုတ်လုတ်သည့်တိုင်သူ့အမိထံတွင်မျက်နှာကောင်းမြာသည်သူအလေးပင်ခံကတဲယူလာသောအုံဒီများကိုပင်ဒီအုံဒီကဘာလုပ်ဖို့လဲဟုဆောင်းကြီးအောင်ကြီးမေးတတ်သည်ဒါကိုအုံတပင်းချက်ပြီးစက်သားဟင်းနဲ့စားတာပေါ့အမေရဟုသူကခက်ရှင်ရှင်လန်းလန်းပြောသည်လေအကောင်းမထင်တားက ုံထမင်းချက်နိုင်အောင်လှုပ်ပေးမှမေလုတ်သူကစက်သားမဆိုင်နိုင်ဘူးဆိုသေး၏ထို့နောက်ဒီအလုတ်ကောင်းအလုတ်ကြီးနဲ့တသက်လုံးစားလောက်တောက်လောက်အောင်ဖြစ်တော့မှလားလက်ဖျားငွေတိတာတော့မြင်အောင်ပါသေးရဲ့စသည်ပြီးအထိတ်ငော့စကားတွေကိုလည်းတွင်တွင်သုံးလေသည်နားပူလို့မကဘူးလာတော့ခါသူဒီအလုတ်တစ်ခုပြောင်းလို့ရန်စီစဉ်လေသည်သူဤစပင်ညက်ကရိယာများကိုရောင်းချပြီးအချိန်မှလည်းငိုးဖြတ်ပြန်ကြလာပြီးဖြစ်လျာကာလဒေတာနှင့်အညီအားထောင်သည့်ကရိယာကြားတစ်ခုကိုဝယ်လိုက်ရလေသည်သို့တော့ ကံမကောင်းအကြောင်းမလာတော့ကြောင်းတမန်များယိုးတဲ့များတွင်ငါးရှာချင်းဖြင့်ငွေ30ကိုကျက်များရရှိပြီးနောက်တွင်သူသည်အေးမိအပြင်းဖြားလေတော့သည်အမေအဖိုးကလည်းသူ့လှုပ်စာနှင့်စေကူကမမြဘူးဆိုသည်ကိုပြောစမဲ့ပြုအပ်ပြန်လေသည် သူက နေသေးတပဆိုပြီးစိတ်ထဲကကြိတ်ခဲမှတ်ထားလိုက်လေသည်တေကံမရောက်အသက်မပြောက်၏ဆယ်ရက်များအေးရထဲမှထားနိုင်နေသည်သူသည်ငါးဖန်းသည့်ကြားကိုရောင်းလိုက်ကအမေရိကန်ဦးစားကျမကြီးနှစ်ကောင်ကိုဝယ်မေးလေသည် သို့တော့ဤအလုံးနေလဲအကျိုးပေးပုံမရပေသူ့ကြက်မများသည်သူအကြနာလုပ်ပြီးတော့ဦးချင်းကိုအတုံးပြူရန်ရှက်စနိုးလေလားမသိသူတော်ဘာ၏အိမ်တကာတွင်သာလဲ၍ဥလေသည်နောက်ဆုံးသူတဲမခံနိုင်သောအခါတွင်ကြက်မနကောင်ဟင်းအဖြစ်သို့ရောက်သွားလေတော့သည်ဤတွင်အရင်းနှီးငွေအလုံးလမဲ့ဖြစ်သွားတော့သောနှံ့ငွေတယောက်ကဘတ်စာများကိုကြံဖန်လုကန်ရမည်နီအထက်ပါပြဒနာတစ်ခုတွင်အကျဉ်းထားခဲ့ကသူ၏ညီတော်ဖြစ်ပုံကိုနှံ့ငွေကညီကုန်းချုပ်လေသောအခါဌာနပိုင်ကြီးသည် မနောဟတရမှသဘောကျသွားပြီးအလားအာရပါရရေမောလိုက်လေသည်ထို့နောက်ကဲမင်းအလုတ်တစ်ခုလုံးရမယ်ဆိုတော့မိအမေဘလောက်ပြန်ပေးမှလဲဟုမေကွန်ထုတ်လိုက်သည်လှငွေကဘယ်လိုမျိုးငွေငွေဘလောက်ရမှလဲအတိအကျပြောနိုင်မှာပေါ့ဟုဆိုသည်ဌာနပိုင်ရင်ကြီးကရေသားလုံးရမယ်လက80လောက်ရမယ်ဟုပြောလေသည်ပိုသည်မပြန်ပေးမှပေါ့ဟုလှငွေကဆိုသည်ဒီလိုမပြန်မသားတော့မလို့ခြင်းဘူး15ကျပ်ဖြစ်ဖြစ်20ဖြစ်ဖြစ်လာစဉ်ပြန်ပေးမယ်လို့ဂရီပေးလိုက်ရင်လှုပ်သွင်းပေးမိဟု ဌာနပိုင်ကြီးကဆိုလျာလှန့်ငွေကပေးမိဟုဝန်ခံခဲ့လေသည်ကဲဒါဖြင့်မင်းအဝေစားလေးတွေယူညနေတို့အပြန်လိုက်ခဲ့ဟုဌာနပိုင်ကြီးကအပိသက်ပြောလိုက်လေသည်မကြမီရဲ့အတွင်းမှာပင်ရဲသားဝတ်စုံအကြနာဝတ်စင်ရှိုးတောင်းတောင်းနဲ့ဖြစ်လာတော့လှန့်ငွေအားမြွာသူရသားတဲ့ပေါင်းတို့ရင်သက်ရှုံမအံ့ဩကြရလေသည်လှန့်ငွေတယောက်ဆိုင်ကိုရေးချုံပေါ်ရောက်သွားပြီဟုရလေမှတ်ချက်ချကြလေသည်သို့တော်လှန့်ငွေမကြည်နဲ့နိုင်သေးတော့အကြည့်အခဲအစွဲလန်းတစ်ခုကကြံနေသေးသည် ထိုအရာကသမီးငှက်ချင်ရင်လောင်ငွေကိုယူဟုသော ပြိုပြိုမွေမွေတို့၏လက်သုံးစကားနှင့် သမီးရှင်တို့သဘောထားကြောင်းပင်ဖြစ်သည်မှန်၏ခွန်အားကိုလောက်ကန်စားတော့ရသောဒေါသူတောင်သားတို့၏သဘောတဘာဝကိုလောင်ငွေကစန့်ကျင်သမှု ပြုနေပြရာရွှေမိတို့ဘွေးတုတ်တို့နှင်းနွယ်တို့ဝေခင်တို့အတိုင်းခိုင်းထဲမှာလောင်ငွေကတုံရီမရလူပေါ်လူကြော့တာလည်းဖြစ်နေတော်သည်ကောက်ဆိုင်ဖို့လိုက်မလားလိုက်မလားဟုလောက်ကိုပင်ဘယ်လုံးမပြူကားမှမေးဖို့မရ ဒါကိုလောက်ဝေကောအញ្ញံခံလိမ့်မည်လောဝေသည်ကောင်မတွေကယောက်ျားမှန်သူတို့ကိုလှုပ်လှုပ်ကြွေးသမှုပြုဖို့မွေးလာတယ်ထင်းနေတာဟွန်းငါလိုကောင်ဝေးပါသေးတယ်အလုပ်လုပ်ရရင်ငါဝန်းငါခအတွက်ငါလုံနိုင်တော့မပေါ့သူများတမန်ကြီးဘယ်တော့မှလှုပ်မကြွေးဘူးခေခြေသုံးလာဖက်ပြီးငိုပြီးတောင်းမှန်ရင်တောင်းတန့်ဝေကိုမရဘူးဟုတံပြန်ကြင်ညာချက်ထုတ်ထားသည်ဤတို့ဖြင့်လောက်ဝေသည်ဘယ်မိန်ကလေးနဲ့မျမျက်နှာကြောမတည့်လာတော့လောက်ဝေဖြစ်လာလေသည်မိန်ကလေးမြင်လျင်သူကမိုက်ကြည့်တာကြည့်တဲ့သည် သူတို့ကိုအကြောင်းမဲ့မိုက်ကြီးကြည့်ခံရတော့မင်းကလေးများကလည်းသူတို့ကိုချင်ညယွန်ကြသည် ဟောယခုသူတို့ရဲ့ချင်ဘက်တော်ဖြစ်သည့်လကသာရဲသားကြီးတယောက်ဖြစ်မြောက်လာပေပြီဒင်းတို့ဘာပြောချင်သည်တည်းလှငွေသည်အမေယုကိုလက်ဝယ်ရရှိတော့အောင်နဲ့တို့ဂုတ်ကြားတို့တွေမဲမဲရဲရဲမြင်သည်များမန်ဖီးသည့်ဤသူပင်ပြိုပြိုရဲရဲမိမတူကြီးအပေါ်မန်ဖီးကပိုရိပ်ပိုရိပ်ပင်မိုက်ကြီးကြည့်တတ်လာသည်ယခုမျိုးပေါ်ရောက်လာတော့လဲ ရင်လှုပ်စာလာတာကိုအမြိုင်စားစားကျင်သုံးကျင်တော့အတက်မှာနန်းသူမျိုးသားတို့တဲကအကဲပူသေးတပြာမှတ်ချက်တမျိုးတိုးလာပြန်သေးသည်လှန့်ငွေဤထိုဝါရအစွဲလန်းကိုတိုးတက်ခိုင်မာဖြစ်လာပြန်သည်ကရွာမှာကြံခဲ့သောသူ့အမေနောက်ရင်တော့ထူလိုက်ချင်းပေသည်ကြည့်လေမိမဆိုတဲ့တတဝမျိုးလောက်ယောက်ျားတွေအပေါ်အညုခိုးစားကျင်တာဘယ်မှာရှိသေးတယ်ကျုပ်အမေကစဒီအတိုင်းပဲဒါကိုအလားမိုက်လိုက်တဲ့ငမိုက်သားတွေက ကုံယုံပြီးခံကြပါ လှငွေတို့တော့အကျွတ်လူကြီးအနေသားကြီးပဲဟုဆိုကာသူ့အမိထံလာစဉ်ထောက်ပံ့နေကြငွေကလေးကိုရက်ဆိုင်ပစ်လိုက်သည်လှငွေသည်ရရှိသည်မှသူ့လာစားထဲမှသမင်းလက်ကပေးစားသည်35ချက်ကိုနှုတ်ပြီးပိုသည်မြတထိုင်ထဲနဲ့တက်တက်ပြောင်းဖေးရိုက်ခြင်းနဲ့ရိုက်ပစ်သည်တောက်တက်သောအပေါင်းဖော်များကိုခေါ်ကာတထိုင်နဲ့တောက်စားပစ်ခြင်းနဲ့ပစ်တတ်သည်အဝိထဲမဝဲနိုင်၍ပေးရေစုပ်ပြက်ညစ်ပတ်ပြီးနေခြင်းလဲနေသည် လာစဉ်ပိုသည်မြအဝိထဲကြီးစက်တိုက်ဝဲကာသူ့ကိုယ်သူတကျင်လဲတနေပြန်သည် ဒီလိုပိုက်ဆံကိုတုံးကျင်လို့တုံးပြီးနေကျင်တယ်လို့နေရသည့်ဘဝကိုလှန့်ဝေကောင်းကောင်းဂုံယူသည်ဘယ်တတဝါမှအချုပ်အချယ်ကိုမခံယူလိုဟုရင်ကော်ပြီးကြွားတတ်သည်သဘောကောင်းလာတော့သူ့ဆရာဌာနပိုင်ကြီးကမတည်သေးခင်တော့ပြောပါအောင်လှန့်ဝေရာဟူ၍သာပြုံးပြုံးရရပြောရှာသည်ဌာနပိုင်ကြီးတွင်သားကလေးတွေကြီး၃ယောက်ရှိရာအကြီးဆုံးမှာပင်စနစ်နှစ်ရွယ်ရှိလေသည်လှန့်ဝေကဘယ်လိုရေဆက်ပါသည်မသိငွေစားသားပမာတပည့်ရင်းချပမာ တွေ့တာရှာသည် နှစ်နှစ်တာအတွင်းသူ့လက်အောက်တွင်လောင်ငွေကိုအုပ်ဝေခင်းထင်းနေခဲ့ပြီးမှဌာနပိုင်ကြီးသည်အလုပ်ပြောင်းရှေ့သွားလေသည်လောင်ငွေကမိမဝါရအတွက်သာပြောရန်ရှိသည်မဟုတ်အလုပ်လုပ်ရမှာလဲအတော်ယူမိုက်ရဲသည်တခါကလောင်ငွေသည်အဆောင်ကြသောကင်းကရုတ်အနီးဟင်းတွင်တွင်ဓားပြတိုက်ပြီးဓားပြဆိုသောလဲအင်အားသေးသိမ့်သည်မဟုတ်တနက်6လက်လောက်လူ၁၀ယောက်ခန့်ပါလေသည်လောင်ငွေတို့ရဲသားများမှတနက်ကိုစီနှင့်အားလုံး၃ယောက်သာရှိသည်ပထမတော့ဂရုတ်တွင်းမှပင်လှမ်းရည်ပစ်သည် ခဏကြာလျင်လောက်ငွေသည်ဘာအကားကွဲမှမယူပဲတယောက်ထဲဇွတ်တက်ပြီးအတင်းလိုက်ပြသည်သူ့လက်ချက်ဖြင့်လူစိုးနှစ်ယောက်ကြသည်သူပခုံးလဲတန်ရန်ရသည်အကြမီရဲဘက်မှအကူအညီများထည့်ရောက်လာ၍ဒမြများခမလက်လွတ်ထွက်ပြေးကြရသည် နောင်တော်ဒမြအလုံးကိုမိသည်လောက်ငွေရဲကြက်ကြီးရာသူတိုးမြင့်ခံရသည်သို့တော်ထိုရာသူသည်6လများထက်တာရှိမခံကြပေရဲကြက်ဘဝနှင့်လကထုတ်ပြီးသောနောက်တစ်နေ့တွင်လောက်ငွေသည်ရှိရပတ်စံကလေးကုံသွားအောင်ဟုပြောကာ ဖဲဝိုင်းတို့ဝင်သွားပြီသို့တော့ဖဲဝိုင်းနဲ့လက်လက်တိုင်းလူကြီးနိုင်နေသည်မမတ်ရန်ရန်ပုံချကစားသည့်အတိုင်းနိုင်မြဲနိုင်နေသည်မိုးစင်စင်လွန်းလောသူသည်အနိုင်နှင့်ပင်ပြီးလိုက်ရသည်သို့တော့ဒီပတ်စံမကုံမချင်းရိုက်မိဟုစိတ်ပိုင်းဖြတ်ပြီးနောက်တနေ့နောက်တနေ့တွင်တာဝန်ကြီးတစ်ခုထားပြီးမိုးစင်စင်လင်းအောင်ဖဲရိုက်ခဲ့သည်နေ့ပဲလဲတာဝန်ကြရဲ့မအိယသုံးရက်မြောက်သောညဘက်တွင်အလုကြလာသည်လှငွေကအိတ်ချင်သည့်တံကိုဘယ်လို့မှမလွန်ဆန်နိုင်ရဲ့ ရဲတရားအိမ်ခန်းတစ်ခုတွင်တိုးနေအောင်အိပ်ပစ်လိုက်လေသည်အထက်ရာကြီးကထူးကျွေလာတောင်းတော်လဲဖဲရပြီးအိပ်ပြက်၍အိမ်နေပါသည်ဟုထူးကျွေလာပေးလေသည်အလုတ်ပြုတ်တော်မီဆဲဆဲရှိသည်ဟာလှန့်ငွေကောင်းကွက်ကလေးများရှိနေသောကြောင့်ထောက်ပြကူညီပေးသည့်ရဲအုပ်ရဲကြက်များရှိသောကြောင့်ရဲကြက်ဘဝမှစုတည်ပြီးရဲသားရိုးရိုးအဖြစ်တည်နေခြင်းဖြစ်တော်သည်ဤကဲ့သို့တန်တရာတွင်လှန့်ငွေတယောက်ပေတီတီပတ်လေခဲ့ရာနှစ်ပရိစေများကနဲတဲ့သည်မဟုတ်၆နှစ်မြပြင်ကြာခဲ့လေသည် သူ့ကိုလှုပ်သွင်းပေးခဲ့သည့်ဆရာအရင်းချာဌာနပိုင်ကြီးပင်လျင်မြို့မရဲဝင်တော်အဖြစ်နှင့်ဤမြို့သို့တစ်ခေါက်ပြန်လည်ရောက်ရှိလာခဲ့လေသည့်ရဲဝင်တော်မင်းသည်အသက်29နှစ်ရှိသည့်တိုင်ဘယ်လိုမှမမပြောင်းသေးသောတပည့်ကျော်လှငွေအားအိမ်မှာပင်ခေါ်၍ထားရှာသည်ငါကောင်ကြီးဘယ်တော့မှကျွတ်တန်းဝေမမလဲဟု၍လည်းညှီးရှာလေသည်သောသော မနေ့တနေ့ကပင်ဖန့်ဝေပြုံးစားကြီးမိမရသွားလေသည်အများလူတို့အံအားသိမ့်လောက်ပေဟာမြန်ဆန်လာပေသည်စိတ်ဝင်စားပေဟာထိုဇလန်းကို တိရှိသူအချို့မှာသူ့ဆရာရဲဝင်တော်မင်းကိုကြီးကြီးကဲ့ရေးမေးကြရသည်ဆရာပြောပြသည့်ဇလန်းကလွန်ခဲ့သော၃လခန့်ကဖလောင်ွေသည်မနေ့အစောကြီးထား၍မော်တော်ဆိုင်ကယ်လျှောက်ဆွေးမြည်ဟုဆိုကမေတော်မင်း၏မော်တော်ဆိုင်ကယ်ကိုယူ၍ထွက်သွားသည်သူ့ထုံးစံအတိုင်းအရန်တော်စီးသွားလိုက်သည်မှာအနေတော်မြင်လောက်မှဈေးပိုင်းသို့ရောက်လာတော့အသက်၁၈နှစ်ခန့်ရှိ ਉ မည်ဖြစ်သောတောသူမင်းကလေး၏ရှေ့မှဖြတ်ကျော်ရလေသည်မင်းကလေးမှာတစားသေးကွေးလက်ဆဲချင်းကလေးချိတ်လျက် ဈေးကိုရလာဟန်ရှိရာသူ့ဤမှတရေကျန်ပုတ်သက်ဖြတ်ကျော်သွားသောလှငွေကိုတွေ့လျင်မင်းကလေးများသည်နှုတ်ငြိမ်မနေနိုင်အောင်ဒီမအေဘေးနှင့်စောက်ရမ်းစီးတာပဲခက်ကြဲကြဲရေရွက်လက်လေသည်နားပါလာသောလှငွေသည်ထိုအတန်ကိုကြားလျင်မော်တော်ဆိုင်ကယ်ကိုပြန်꿰ပြီးလှည့်လာသည်မော်တော်ဆိုင်ကယ်ပေါ်မှဆင်းလာပြီးလာလျင်မင်းကလေးရှိခင်မန်းပါပါခါတော့ပြီးထုံးစံတိုင်းမကြီးကြီးလေသည်သို့တော်မင်းကလေးသည်ခါတိုင်းခါတိုင်းလှငွေတွေ့နေကြလုံမပြုံမင်းကလေးကဲ့သို့ရှင်စုစုမျက်နှာထားဖြင့်ပြန်ကြည့်သည်ကိုမတွေ့ရ ်ဒီကြီးရိုးရသောမျက်နှာသမီးဖြစ်တာသူ့ကိုရဲရင်ဆိုင်လိုက်သည်ခုနကနေဘာပြောလိုက်တလဲဟုခက်တံပြီးလိုက်သည် ကောင်မလေးကလည်းလုံးဝကြောက်ဟမပြမျက်နှာအမူအရာမပြောင်းနင်းသိမဆိုးလို့မအေးပေးရဟုခပ်ပြပြ ပြောလေသည်ဒီအဖြစ်မှာလောက်ငယ်ကြီးဘဝကို ခိုက်သွားလေသည်ပီတိစိတ်ဝင်လာသည်လောကမှာငါသိမဆိုးရင်တဲ့မိကလေးရှိသေးတကူဟုနက်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 သဘောပေါက်သွားသည်သူ့ဝတိပါဖြင့်ဟန်တူသောအစဲဆိုကလေးကလည်း ပန်းပွင့်နှင်းပွင့်ပေါက်တလို့သာအောင်းမေးလိုက်မည်နာကျင်စရာမလိုတို့ကြောင့်လောင်ငွေမျက်နှာပြုံးဖြစ်ဖြစ်ဖြစ်လာကနေပေါင်းငါဟာငါသေးတော့ဘာဖြစ်လဲဟုဆက်မေးလေသည်အလို့တော့ရုပ်ကလေးတနာကမနဲ့တက်တက်မဲ့သေးသွားရင်နှမျောစရာကြီးဟု၍ပြောပြီးမင်းကလေးကဆက်လျှောက်သွားသည်လောင်ငွေလည်းမော်တော်ဆိုင်ကလက်နေတွန်းယူပြီးဘေးမှလျှောက်သွားလေသည်အသားညွန်ညွန်နှင့်ရွက်ချမ်းရည်ကြိုးများရှိသောလမပြိုကြီးရုပ်ရည်မှာမှတ်လာမှန်းတိလျက်နေပင်အလွန်ကြက်တည်ရှိသည်ဟုထင်မိသည်သူရင်ထဲနှင့်ပီတိနှင့်ပြည့်ကြနေသည် နန်းတစ်လျှောက်လုံးတွင်စကားတစ်လုံးမှမပြောနိုင်လှန့်ငွေကဆိုသည်ဈေးသို့ရောက်လျင်မော်တော်ဆိုင်ငယ်ကိုအသည့်ဆိုင်ဒီဇိုင်းနဲ့အပ်ခဲ့ပြီးကောင်မလေးသွားရနောက်သို့ထိုက်ချက်မကွာလိုက်သားလေသည်ကောင်မလေးမှာတော်စင်းရဲပုံရ၏ငြူဒီကျက်သူနီစီစသည်ဖြင့်ဝဲချမ်းရတဲ့အာကုန်းမြောင်များများဆက်စားမဝဲနာရှာသို့တော်ကောင်မလေးကငြူဒီဆယ်ပြားဖို့ဆိုလိုက်သည်သည်လှန့်ငွေကဈေးတဲ့ကလာကိုမျက်စိတစ်ဖက်ပိတ်ပြပြီးတကြဘူးထည့်လိုက်ပါဟုဆိုလိုက်သည်။ကြက်တုံ15ပြားဘူးဆိုပြန်လျင်လဲတကြဘူးထည့်လိုက်ပါဟု လှငွေကဆိုသည်လှငွေသည်အတိဖြစ်သောဈေးတဲ့ကလားကလည်းလှငွေပြောသလိုပင်ထည့်ပေးလိုက်သည်ကောင်မလေးကလည်းပါလာသောစီပလင်းသေးသေးကလေးကိုဈေးတဲ့ထံမှပလင်းကြီးနဲ့လဲကစီ90သားလောက်ဝယ်ထည့်လိုက်သည်မျိုးလုံးအပြူသားနဲ့နားမလည်နိုင်သောမိန်းကလေးကိုတိတ်တိတ်နဲ့ငါကြည့်လို့လက်မဲ့ဟုအာရဒန်ပါပါမိန်းဆိုထားသည်ချက်သားငါစသည်တို့ကိုလည်းသူဇောနဲ့သူဝယ်ထည့်လေသည် အားလုံးဝယ်ချမ်းပြီးတော့မှငါနေတော့အိမ်ကိုထမင်းလိုက်စားမလို့ဟုပြောပြီးလိုက်သွားလေသည်။ကောင်မလေးနေသည့်မြို့စင်ကြုံရွာကလေးဖြစ်သည အိမ်ရောက်တော့ကောင်မလေးတာမကကောင်မလေးမိဘများပါခေါ်ခေရေအဲ့ခံကြသည်ဒိုနေ့ကကောင်မလေးကချက်ကျေးလိုက်တော့ထမင်းဟင်းတော့အရသာရှိတော့ထမင်းမျိုးလှံွေတစ်ခါမှမစားဘူးသေးဘူးဆိုသည်နောက်တနေ့တွင်ကလှံွေသည်သူ့အမိထံသွားကသူ့ကိုမိမတောင်းပေးပါဘူးခိုင်းလေတော့သည်သူ့အမိကနင့်ဟာမိမယူပြီးလူနဲ့တူအောင်ထားချင်မှထားအောင်မှနင့်ကိုစိတ်မချဘူးဆိုသေးသည်လှံွေမှာသွားဖြည့်ဖြည့်ရေမုပ်ပြီးတော့အခုခါဒီပြင်မိမတွေနဲ့တူတာမဟုတ်ဘူးပြတားတော်မှာမှာပေးခြင်းကျွေးခြင်းလို့လို့ ခတ်တောင်ခတ်နေသေးတယ်ဟုပြန်ပြောလေသည်ဤရင်သူ့အမေကတိတ်ပြီးစစ်လားစီလားလုံမနေတော့ပဲလှငွေအရင်ကပေးထားသောငွေများထဲမှသူစုထားသည့်ငွေတရာရှိကြောင်းဆရာဖြစ်သူဝေတော်ကြီးကိုပါတိုင်ပင်တင်ကြောင်းဖြင့်ဝန်သာအာရပြောဆိုပြီးငွေထုတ်ပေးလေသည်သူတသက်မှသူ့အမေဒီတစ်ခါပဲကျေးဇူးတင်ဘူးသည်လှငွေကဆို၏ဒီတို့ဖြင့်ဆရာလို့သူဝေတော်မှာမနေတာတော့ပဲဖြစ်မြောက်ပြောဆိုစည်းစက်ပေးရသည်မင်းကောင်မလေးနာမည်ကဘယ်သူလဲဟုမေးတော်လဲလှငွေမဖြေတဲ့သူမိဘတွေကသမီးလို့ခေါ်တာကြားခဲ့တယ် နာမည်မမေးရသေးဘူးရဲကြဲကြဲနဲ့ဆိုသည်ဝင်တော်ကြီးကိုယ်တိုင်မေးယူတော့မှမစိန်တင်ဘူးသိရလေသည်ဝင်တော်ကြီးတပည့်ကျော်ဖြစ်သူရဲမောရင်နဲ့ပင်မစိန်တင်ကိုအဲ့ဒါနင်အစဲကောင်းလို့ဖြစ်လာရတဲ့ဇလန်းပဲရှစ်လျှောက်နန်းသာသာဆဲပြီးတော့မြောက်ပေးလိုက်သည်ကြားကြသမျှသောလူအပေါင်းတို့လည်းသူတို့ဖူးစာကမအေးဘေးဖူးစာပါ ဟဲကြီးညာလိုက်ကြည်သည်အော်ဖူးစာကံအကြောင်းရင်ဝိထုဇလန်းကောင်းလေးရတော့ဒီမှာပဲပြီးဆုံးသွားပါပြီခင်ဗျာ အခုလိုအချိန်ပေးပြီးနားဆင်ခဲ့ကြတဲ့ပြည့်တဲ့တယောက်ချင်းများကိုထူးပြန်ကျေးဇူးတင်ရှိပါခင်ဗျာနောက်နေ့မှာလည်းဒီလိုစိတ်ဝင်စားကောင်းတဲ့ဝတ္ထုဇလံများကိုတင်ဆက်ပေးသွားမှာဖြစ်လို့နားဆင်အားပေးကြပါဦးခင်ဗျာ